အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကားမဆမှုရိပ်အောင်မှာအားလုံးဒီကောင်းကြမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ဂျေစုတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်တူအိမ်သားအယောက်စီတိုင်းကိုထာဝရဘုရားကောင်းချီးပေးဖို့ကွယ်ကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖြားနာနေတဲ့သူတွေ၊စေယုံစိတ်ခန့်တွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တတဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလီအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါလေ။ရှာလုံအလုံးပေါ်မှာသာရဘုရားထံမှလာတော့ညိတ်တဲ့ခြင်းသက်ရောက်ပါစေ။ဘုရားခင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလတတိယရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လည်း ပြပူဆောင်တော်မူတော်ဘုရားခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွအစဉ်ချင်းခွာယူရမယ့်ကျမ်းပိုက်ကတော့ဟေပြဲဩဝါဒစာခန်းကြီး7အပိုက်ငယ်30နှစ်ကနေ35အထိဖြစ်ပါတယ်။ထိုမှတပါအဘဲတို့ပြောเสียရှိသေးသည်ဂိတောင်ဘာရက် ရှန်ဆုံယေဖတဒါဝိရှမွေလမှာစ၍ပရောဖက်တို့အကြောင်းများကိုပြော၍မကုန်နိုင်။ ထိုသူတို့သည်ယုံကြည်ခြင်းအဖြစ်အခြားသောတိုင်းနိုင်ငံကိုအောင်မြင်ခြင်းတရားသဖြင့်စီရင်ခြင်းဂတိတော်ကိုဝင်စားခြင်းချစ်တဲ့နှုတ်ကိုပိတ်ခြင်းမိအရှိန်ကိုငြိမ့်စေခြင်းသာလက်နဲ့ဘေးနဲ့ကင်းလွတ်ခြင်းအနာမထမြောက်၍ကျမ်းပါခြင်းစစ်တိုက်တော်အခါခွန်အားနှင့်ပြည့်စုံခြင်းတပားမျိုးသားတို့၏တက်များကိုဖျက်ဆီးခြင်းမှုများကိုပြုကြ၏မိမာတို့သည်လည်းတည်ခြင်းမှထမြောက်တော်မိမိတို့တားကိုရပြန်ကြ၏ အချို့တော့သူတို့ဒီတာ၍မြတ်သောထပြောက်ခြင်းတို့ရောက်လို့ရောကလွတ်ခြင်းကို မခံမယူဘဲပြင်းစွာရောညည်းဆဲခြင်းကိုခံကြ၏ကျပိုက်အဖြစ်ဖျားခဲ့အထူးကောင်းကြီးပေးပါစေ။ယုံကြည်ခြင်းနဲ့ယက်တည်ခဲ့တဲ့ရှေးသန့်ရှင်သူတွေရဲ့အကြောင်းကိုဖော်ပြနေခြင်းဖြစ်သလိုဒီနေ့မိတ်ဆွေရဲ့ဘဝအသက်တာထဲမှာယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့အတွက်ဖျားခဲ့တဲ့ကိုနိုးစော်နေခြင်းဖြစ်ပါတယ်။ဖြောင့်ပတ်သောသူကယုံကြည်ခြင်းနဲ့အသက်ရှင်မယ်လို့ကျမ်းစာကပြောပါတယ်။ ဖျားကြီးရဲ့စကားတော်ကိုယုံကြည်ခြင်းဖျားကြီးရဲ့စကားတော်ဖျားကြီးရဲ့ဂတိတော်ပေါ်မှာအခြေပြုတည်ဆောက်ထားတဲ့ဘဝအတ္တကဖျားကြီးအတူပါရှိခြင်းဖျားကြီးရဲ့လက်တော်လှုပ်ရှားခြင်းအံ့ဩပွေတဘာဝလိုဖြစ်ရတွေနဲ့ထူးခြားနေတာဖြစ်တယ်။ရှေးသက်ရှင်သူတွေကယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့အခါမှာတိုင်းနိုင်ငံတွေကိုအောင်မြင်ရတဲ့အခွင့်အရေးရှိတယ်။တိုင်းနိုင်ငံတွေကိုအောင်မြင်တဲ့အခါမှာတရားတစ်ဖြစ်စီရင်ခြင်းကိုပြုကြတယ် ဂရိတော်ကိုဝင်စားခြင်းခြင်သိတို့ကိုပိတ်ခြင်းခြင်သိတွင်းထဲကြောက်ရွားတဲ့ချိန်မှာပြေးလျင်ဖျားစကားကိုနာခံခြင်းဂျေရုဆလင်ဘက်ကိုမျက်နာမူပြီးဆုတောင်းနေတဲ့ဒန်ယေလရဲ့ဆုတောင်းခြင်းကယုံကြည်ခြင်းကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။အဲ့ဒီယုံကြည်ခြင်းကခြင်သိတို့ကိုပိတ်စေခဲ့တယ်။မိအရှိန်ကိုငြိမ့်စေခြင်းဓာတ်လက်နဲ့ဘေးနဲ့ကင်းလွတ်ခြင်းအနာမထမြောက်ခြင်းကြမ်းပါခြင်း စစ်တိုက်တော်ခါခေါ်အားဖြင့်ပြည်စုံခြင်းဖျားကြီးရဲ့မဆခြင်းလက်တော်ကိုမြင်တွေ့ခံစားရတာဖြစ်ပါတယ်မိမာတို့ဒီလေတည်ခြင်းမှာထမြောက်တော်မိမိတို့တားကိုရပြန်ကြ၏ ဘလောက်တောင်ဝမ်းမြောက်ပျော်ရွှင်စရာကောင်းတယ်မိခင်ရဲ့ယုံကြည်ခြင်းကတိတ်ဆုံးသွားတဲ့သားသမီးကိုပြန်ပြီးအသက်ရှင်ဖို့အကြောင်းရင်းဖြစ်စီဒီကာလမှာမိဘတွေရဲ့ယုံကြည်ခြင်းအထူးတဖြစ်လိုအပ်နေတဲ့အချိန်ကာလဖြစ်ပါတယ်လွန်ခဲ့တဲ့ရက်ကလည်းမောရှေရဲ့မိဘတွေကဖျားစကားကိုကြောက်ရွံ့ခြင်းဘုရားခင်ကိုယိုသိခြင်းနဲ့သူတို့အသက်ရှင်ခဲ့တဲ့အခါမှာရှင်ဘုရင်ရဲ့အမိန့်ကိုဖီဆန်ပြီးတော့မောရှေကိုပြုစုဆောင်ရှောက်ခဲ့ကြတယ်။အဲဒီယုံကြည်ခြင်းမျိုးစေ့ကမောရှေပေါ်မှာ ကြရောက်ပြီးမောရှေရဲ့ဘဝအသက်တာထဲမှာလဲအဲဂုတ်တုရဲ့စီးစိမ်ကိုညင်းပယ်ပြီးဘုရားခင်ရဲ့လူတွေနဲ့အတူဆင်းရဲဒုက္ခကိုခံခဲ့တယ်။တင်ကတာသမီမြေးမြစ်တွေကိုယုံကြည်ခြင်းအမွေကိုလက်ဆင့်ခံပေးဖို့အတွက်ဖြစ်ပါတယ်။စံစာတဲ့ကမှတ်တမ်းတင်ထားတဲ့ရေပတရဲ့အကြောင်းကိုပြန်ပြီးတတိယစီခြင်းတယ်။ကိလတ်မျိုးသားတွေကတယောက်ဖြစ်ပါတယ်။တနည်းအားဖြင့်မနာရှေအမျိုးရဲ့အတွေ့အကြုံချဖြစ်ပါတယ်။သို့တော့မိခင်ဖြစ်တဲ့သူကပြည်ရစာဖြစ်တဲ့အခါမှာ အတိတ်ရဲ့အမားမိခင်ရဲ့အမားကိုလူတွေကယွန်ရှာမုန်းတိတဲ့အတွက်သူ့ကိုအပေါင်းအသင်းမလုပ်လို့ဘူးဂီလတ်မျိုးကနေသူ့ကိုမောင်းထုတ်ကြတယ်ဂီလတ်ရဲ့အတိတ်ဘယ်ကကြောက်သုံးလို့အတိတ်ဘယ်ရတယ်မာကျော်ရောသေးတဂါလိလဲအိုင်ရဲ့တောင်ဘက်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်တနည်းအားဖြင့်ရှေလျားတဲ့တောင်ကုန်းဒေတာဖြစ်ပါတယ်မိခင်ရဲ့အားနေချက်ကိုကြည်ပြီးဆွေမျိုးတွေကသူ့ကိုစွန့်ပစ်ကြပေမဲ့ဖျားခင်သူ့ကိုရွေးချယ်ခဲ့ပါတယ် ဣတရီလာပြည်ကို6နှစ်လုံးလုံးတရားသူကြီးဖြစ်အုပ်စိုးခဲ့ပြီးနိုင်ငံကိုတည်ဆောက်ခဲ့တဲ့တရားသူကြီးဖြစ်ပါတယ်။ဖျားခင်ရဲ့ရွေးချယ်ခြင်းကလူရဲ့ရွေးချယ်ခြင်းနဲ့ခြားနာပါတယ်။လူကအစင်းရံကိုကြည်တယ်၊ရုပ်ရည်ကိုကြည်တယ်၊ပိုင်ဆိုင်မှုတွေကိုကြည်တယ်။သူဘလောက်တောင်ချမ်းသာလဲ၊ဘလောက်တောင်ကြွယ်ဝသလဲ၊ပိုင်ဆိုင်မှုတွေကတော့ဘလောက်ရှိလဲ။လူကစိတ်ဝင်စားတော့အရာဖြစ်တယ်။သို့တော့ဖျားကတော့လူတွေကြည်တယ်လို့အစင်းရံကိုမကြည့်ဘူး၊နှလုံးသားကိုကြည်တယ်။ ဘယ်လိုတလုံးသားမျိုးနဲ့အသက်ရှင်နေတယ်လဲအားတဲ့ချက်တွေများစွာရှိနေတဲ့ယေပထကိုဖျက်ခဲ့အသုံးပြုခဲ့တယ်ဣသရေလလူမျိုးတွေကိုကယ်တင်ခြင်းမှုပြုတော်သူဖြစ်လာခဲ့တယ်ဂျေဇုတော်ဆိုတာမထိုက်တန်တော်လဲရရှိတော်အရာကိုဆိုလိုတယ်တမဟောင်းကာလမှာတွေ့ရတဲ့ဖျက်ခဲ့ရဲ့ဂျေဇုတော်ဖြစ်တယ်ဒီနေ့သင်ပွားအသက်တာကိုလည်းဖခင်ကထိုကဲ့သို့အသိပ္ပာနာကျင်ခဲ့တဲ့နာကျင်ခြင်းဒဏ်ရာတွေ အဆက်ကွဲခြင်းတွေဝမ်းနေခြင်းတွေအားလုံးကိုအဆုံးသတ်စေပြီးဘုရားကသူ့ရဲ့ဘုန်းတော်အတွက်တင့်ကိုအထုံးပြုပါဖြစ်တယ်။ဒီကြည်တဲ့စိတ်နှလုံးရှိပါယုံကြည်ခြင်းနဲ့ဘုရားခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ပါ။တစ်ချိန်တစ်ခါတည်းရရှိတဲ့လူဘဝမှာဘုရားခင်အတွက်အကောင်းဆုံးအမှုတော်ဆောင်ပါ။ဝမ်းမြောက်စွာအမှုတော်ဆောင်သောသူမိတ်ဆွေတင်ဖြစ်ပါစေ။ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါရစေ။အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ။ solo la que vi cura se me be pusan ne shinta ne se ki te da shi na ka ku pe ku ni ne shi se ma le ku swa ne mi ya nai bu i che noi me te nai bu ku ro phya shin la ma po alone

我没想提，有几多？可当时你不在，为什么你在我心里？那个缺口，那个心给我背，这些年你的心里面，多少天我不想，我没想提，有几多？可当时。